မင်္ဂလာပါမျိုးတို့ဟိလူကြိုက်လည်းမလိုက်ဆိုရဲကောင်းစင်နဲ့ပြောတော်မှာဖြစ်ပါတယ်။မနေ့အောက်တိုဘာ10ရက်နေ့ကတဲ့ထိုင်းမြန်မာနယ်စပ်ထီးကီးရွာကိုစစ်တပ်ကလေးရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခတ်ပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ်သွားပါတယ်တဲ့။ KAI ကထုတ်ပြန်တယ်။ရှိရနေတဲ့တင်းမှာကြတော့အဲ့ဒီထီးကီးရွာကိုပဲနော်။ရှိရနေတဲ့တင်းမှာကြတော့ဩဘာထီးကီးရွာကိုစစ်တပ်ကတည့်ရဲထဲမှာလေးရင်နဲ့ဘုံအလုံး၄၀ကျော်ကျဲချတိုက်ခတ်သွားပါတယ်ဆိုပြီးငိုကြွေးနေကြတယ်။ ဆိုတော့စစ်တပ်ကလေးရင်စီပိတ်ဆို့ရေးလေးရင်စီဖြတ်တောက်ရေးဆိုပြီးနိုင်ငံတကာမှာဒိုးရေးဒိုးရေးဩခဲ့တာဘာလို့လဲခင်ဗျားတို့စစ်တပ်ကလေးရင်စီပိတ်ဆို့ဖို့အတွက်တန်ခတ်ပိတ်ဆို့ပါဟိုကုမ္ပဏီကိုပုတ်ဆို့ပါအပီတီတီအီပီတို့ PTTOR တို့ MOGE တို့ဟာစာတန်းခတ်ပိတ်ဆို့ပါဆိုပြီးနိုင်ငံတကာကအတနာခံခဲ့တာဘာတူတည်းလဲခင်ဗျားတို့စစ်တပ်မှာလေးရင်စီမရှိတော့ဘူးလို့စိတ်တဲစစ်စီရင်းနဲ့ဝါရားဖြန့်ချီစိုက်ဝါလုပ်ခဲ့တာဘာတူတည်းလဲခင်ဗျားတို့ စစ်တပ်ကလေရင်တွေကိုပြစ်ချဖို့ငှက်ကင် project အတွက်လေရင်ပြစ်လက်နက်ဝယ်ဖို့အတွက်ဘာကန်ပိညာကန်ပိဘာညာကန်ပိလုပ်ခဲ့တာခင်ဗျားတို့စစ်တပ်ကလေရင်တွေကိုခုနားမှာပြစ်ချနိုင်လိုက်ပါတယ်ဒီနားမှာပြစ်ချနိုင်ခဲ့ပါတယ်ငှက်ကင်အရသာအရန်ချိုပါတယ်လို့ပြောခဲ့တာဘာလို့ဒီလဲခင်ဗျားတို့เนาะ တက်မတော်ကကိုနိုင်ငံသားချင်းချင်းမို့လို့ကိုတိုင်သားချင်းချင်းမို့လို့အနိုင်ဆုံးအစဉ်အနည်းဆုံးအင်အားနဲ့နှိမ်နင်းခဲ့စဉ်လုံးကစစ်တပ်မှလူမရှိတော့ပါဘူးတက်ပြက်နေပြီလို့ပြောခဲ့တာဘသူတွေလဲခင်ဗျားတို့စစ်တပ်မှအလံတိုင်းနဲ့မင်းအောင်လိုင်းပဲကြံပါတော့လေလို့ဝါဒဖြန့်ခဲ့တာဘသူတွေလဲခင်ဗျားတို့ တက်မတော်ကကိုနိုင်ငံသားချင်းချင်းကိုတိုင်းရင်းသားချင်းချင်းမို့လို့ဇပွဲဝိုင်းကိုလာခဲ့ပါဇပွဲဝိုင်းကိုလာခဲ့ပါ PTSD အလင်းဝင်ပါလို့ဖိတ်ခေါ်စဉ်တုန်းကသွေးကြွေးမှာသွေးလေးစရာမရှိဘူးဆိုပြီးကွန်မြူနစ်လမ်းစဉ်ကိုလိုက်ခဲ့တာဒူဒီလေခင်ဗျားတို့အခုကြတော့လေစစ်တပ်ကလေးရင်နဲ့ဘုံကျဲလို့ဆိုပြီးငိုကြွေးနေကြတာခင်ဗျားတို့နော်ကျွန်တော်ဒီအထီးကြီးဆိုတာက KNU တက်မဟာလေးနဲ့နေ KNU ကော်ရီကိုတိတ်လိုက်ပြီးမြောက်ရီကိုတိတ်လိုက်ပြီးလို့ပြောခဲ့တာဘသူလဲ KNU မြောက်ရီကိုမသိမ့်နိုင်တဲ့အခါကျတော့မြောက်ရီကအဓိကဟုတ်ပါဘူးနေပြီးတော့ကအဓိကပါလို့ပြောခဲ့တာလေ KNU နေပြီးတော့ကိုချိန်ဦးမလဲနိုင်တဲ့အခါကျတော့ရန်ကုန်မှာဌာနချုပ်ဖွင့်မယ်လို့ပြောခဲ့တာလေ KNU တွေ့ဆုံဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီးစစ်ပေါင်းကိုချဲ့တာလေ KNU နော်ခါတော့ခမတို့စစ်ကိုခေါ်လို့စစ်ကိုလာတယ် ထရရွေးရှင်းနေเนาะဒီထီကြီးဆိုတာကထီကြီးမော်တော်နဲ့ဇက်ကုံတွေရေးရှိတယ်เนาะအဲမော်တော်တနင်္လာရီမော်တော်နဲ့ထိုင်းစင်ခွန်လားမသိဘူးเนาะနေဇက်ကုံတွေရေးခဲ့ရှိတယ်ဆိုတော့ကျွန်မဒီအခုပြီးခဲ့တဲ့ခုနှစ်လပိုင်းတည်းကကြိုးပြီးတော့နိုင်ငံရေးသုံးသပ်ခဲ့တယ်တက်မတော်ကထီကြီးမော်တော်နေဇက်ကုံတွေရေးကိုပြန်ပြီးထိချုံနိုင်ပါလိမ့်မယ်2025 6လပိုင်းကုန်နေဆယ်လပိုင်းနေမှာတက်မတော်ကအကြောက်မဲတို့เนาะတိန်ဒီတို့တီဘောတို့ကိုပြန်ပြီးထင်းထုတ်နိုင်လိမ့်မယ် အာဒါကရှမ်းမြောက်ဘက်ကရင်ဘက်မှာဆိုလို့ရှိရင်မြောက်ဟိုဒီအာရလန်းမာကြီးအပြင်ထီးဟီမောတောင်နေဆက်ကုံတော်ရေးကိုလည်းတပ်မတော်ကပြန်ပြီးထိချုပ်နိုင်လိမ့်မယ်လို့ကျွန်မစီးရင်နိုင်ငံကြီးဂျိုပြီးတုံ့တက်ခဲ့ပါတယ်เนาะဒါဖြင့်အခု2025စက်တလပိုင်းပထမဘက်ဒုတိယဘက်အတွင်းမှာတပ်မတော်တီမူဆယ်တရငါးမိုင်နေဆက်ကုံတော်ရေးကိုပြန်လည်လည်ပနိုင်ဖို့အတွက်အဲ့ဒီတက်လျှောက်မှာတပ်မတော်ကအောင်လံလှုံ့ထူနိုင်လိမ့်မယ်လို့လည်းကျွန်မဂျိုပြီးတုံ့တက်ခဲ့ပါတယ်နေဆက်ကုံတော်ရေးနဲ့ပတ်သက်လို့ ထဲချုံကပိုက်တင်းနော်ထဲချုံကပိုက်တင်းမှာအထူးစီးပွားရေးဆောင်ရှိတဲ့အတွက်ဒီထဲချုံခံပိုက်တင်းကံပိုက်တင်းထဲမှာလည်းပဲတက်မတော်ကတိုက်ပွဲသတင်းတွေအောင်ပွဲသတင်းတွေကြားရပါလိမ့်မယ်ကြားရလိမ့်မယ်လို့ကျွန်မနိုင်ငံရေးဂျိုဘီတုံ့ပြန်ခဲ့ပါတယ်ကြံရှိနေတာကတော့ချင်းပြင်းနဲ့ဖလန်းတစ်ခုလေနော်ချင်းပြင်းနဲ့ဖလန်းကဘာနဲ့တူလဲဆိုတော့အန်ဖလန်းတောင်ခံအန်ကိုဖလန်းကိုတက်မတော်ကခက်ခဲခက်ခဲတိုက်ရလိမ့်မယ်ဘယ်လိုမျိုးလဲဆိုတော့တောင်ခံ နောင်ချိုတောင်ခန်းကိုတိုက်တယ်လို့ပဲရန်ကုန်မိကုံအစွမ်းကုန်တက်မတော်ကခက်ခက်ခက်ခဲတိုက်ယူရလိမ့်မယ်။ကြံသောနေမြေဒီမှာတော့တက်မတော်နေနဲ့အခုနော်အာတောင်မဲကိုတိမ့်လိုက်တယ်လို့မကြခင်မှာသိဖို့ဟိုတက်မတော်ကပြန်ပြီးထိန်းချုပ်နိုင်တော့မယ်။ခက်ခဲမရှိလွယ်ကူစွာအောင်မြင်စွာထိန်းချုပ်နိုင်လိမ့်မယ်။မြမတက်မတော်ကအောင်လံလွှဲနိုင်လိမ့်မယ်လို့ထပ်မံပြီးနိုင်ငံရေးစီရင်ကြိုးပြီးတောင်းတပါတယ်။နောက်ထပ်တဲ့တဲ့ဘုတ်က ချင်းမီနယ်မင်းတပ်မြို့နယ်ထင်းချောင်းကျေးရွာကိုညအချိန်ပြတော့မှာစစ်တပ်ကဘုံကျဲတဲ့အတွက်ထပ်တန်းအကြောင်းသားတွေတည်ဆုံသွားပါတယ်တဲ့အထားကြောင့်မလို့ဒီကိလေကောင်တွေစပြီးတော့မြို့နယ်အတွင်းမှာရှိတဲ့အကြောင်းနေအားလုံးပိတ်ထားဖို့ပအာဖကညွှန်ကြားပါတယ်ဆိုတော့အများကြီးအချိန်ပြတော့ထပ်တန်းအကြောင်းသားတွေစာတန်းကျောင်းမှာမလုပ်နိုင်လဲဆိုတာသူတို့ကိုသူတို့အတိဆုံးဖြစ်ပါလိမ့်မယ်ဒီနေရာမှာအဓိကပြောချင်တာကအခုဒီပအဖတို့နော်ပကဖတို့ပသုံးလုံးတို့အန်နုကြည်တို့ပီတီရဲ့တို့အကုန်လုံးကစစ်ကြုံပညာရေးအလိုမရှိဆိုပြီး လေးတွေအကုန်လုံးကိုလမ်းမပေါ်ဆွဲတင်ခဲ့တယ်။စာသင်ခန်းထဲမှာအေးချမ်းစွာပညာသင်ကြားနေတဲ့ကလေးတွေကိုစစ်ကြုံပညာရေးအလိုမရှိဝါရမိုင်းတိုက်ပြီးလမ်းမပေါ်ဆွဲတင်တယ်။နိုင်ငံရေးဆိုတာဖြူသလားမဲသလားမသိအမေနို့နန်းတော်မစင်သေးတဲ့၅နှစ်၆နှစ်ရွယ်ကလေးလေးတွေကိုဖဘွားဆိုလာမှကြောက်တက်မယ်လို့စိုက်ပုံလေးတွေကင်ပြီးလမ်းမပေါ်ဆွဲတင်ခဲ့တယ်။မဟုတ်ဘူးလို့မငင်းနဲ့နော်။မဟုတ်ဘူးညင်း38မိနစ်တိုင်ခဲ့ပြီးပါကြီး38ချက်ချမှာ ဘောပါစုလာမကြောင်းတက်မယ်လို့စိုင်းပုံလေးတွေကိုက်ခိုင်းပြီးခင်ဗျားတို့လမ်းမပေါ်ဆွဲတင်ခဲ့။ဒါဆိုရင်ခင်ဗျားတို့ပြောတဲ့စစ်ကြုံပညာရေးထဲပုံမူကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်။ပညာရေးတင်ချမှုတင်တင်ရိုးညွှန်းတဲ့တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်။ဘယ်မှာလဲ။2021 2023သုံးနှစ်တာကာလအတွင်းခင်ဗျားတို့အချိန်ယူခဲ့တယ်ဆိုရင်တော့အခု24 25မှာဗမာလေးအန်ယူဂျီရဲ့ပညာရေးညွှန်းတဲ့ ဘယ်တင်ရုံညွန်နိုင်တဲ့အခုလက်ရှိခမားတို့စာသင်ကျောင်းတွေမှာသင်ကြားနေတယ်လေခမားတို့ကြွေးကြော်တဲ့ Federal Democracy ပညာရေးကိုခမားတို့အဖေခေါ်နေတဲ့ MTA နယ်မြေမှာအဲ့ဒီပညာရေးနဲ့သင်နေသလားခမားတို့အဖေခေါ်နေတဲ့ပလောင်နယ်မြေမှာကို NUG ရဲ့ Federal Democracy ပညာရေးကချမှတ်တဲ့တင်ရုံညွန်တန်းနဲ့သင်နေသလား KIA မှာသင်နေသလား KNU နယ်မြေမှာသင်နေသလားလက်ရှိ NUG ကမလေးရှားနိုင်ငံလောက်ပကြယ်ဝန်းလောက်ရှိတဲ့နေမျိုးကိုထိ ंछ ုပ်ထားနိုင်ပြီးစိုးမိုးထားနိုင်ပြီးလို့ဇော်ဝေဆူ ်ပညာရေးဝန်ကြီးကျန်းမာရေးဝန်ကြီးဇော်ဝေဆိုးပြောထားတယ်အဲ့ဒီနည်းမျိုးမှာလက်ရှိ NUG ကအချမှတ်တဲ့ Federal Democracy တင်ယိုးညွန်းနှန်းနဲ့တင်းနေသလားအဲ့ဒီတင်ယိုးညွန်းနှန်းကပါလေခင်ဗျားတို့ရဲ့ Federal Democracy စံချိန်စံညွှန်းကဒီမှာလေ2021 2022 2023ဒီ3နှစ်အတွင်းမှာ NUG ရဲ့ Federal Democracy ပညာရေးမှာတင်ကြားပြီး12တန်းအောင်မြင်သောအကြောင်းသားတွေကို အခု24 25 2နှစ်အတွင်းမှာဘယ်နိုင်ငံကတက္ကသိုလ်တွေကအတိမတ်ပြုတ်ပြီးချိတ်ဆက်ပြီးတော့ဘယ်နိုင်ငံမှာတက္ကသိုလ်ပညာရေးသင်ကြားနေတယ်လဲဥပမာကျမက morphology ကို first year မှာသင်မယ် research paper ကို second year မှာသင်မယ်ဥပမာ syntax ကို p1 မှာပြောင်းသင်မယ်လို့ကိုကအဲ့ဒီလို ပြောလိုက်လို့ရှိရင်ဒီစာရီကဒီကလင်းငယ်လေးနဲ့လိုက်ဖက်ရင်မလိုက်ဖက်ဆိုတာကိုယ်တိုင်လေ့လာသင်ယူတက်မြောက်ပြီးမှသိမှာ ခမားတို့ဘဲပညာရေးကိုဆုံးခန်းတိုင်အောင်တင်ပြီးပြီလေခမားတို့ပြောရဲစစ်ကြုံပညာရေးက၈မျိုးရှိနော်ကဘာပညာရေးတောင်မှနာပြောဖတ်ရေးအစဉ်တွေး speaking reading writing listening thinking ၅မျိုးပဲရှိတယ်မြမပညာရေးခမားတို့အထင်သေးနေတဲ့စစ်ကြုံပညာရေးက၈မျိုးရှိတယ်ကြားဘူးလား သူစီပူပါဝီလီတိတာ အခရာဆွဲဆောင်ဤရှင်းလုံးမူတီကုံးပန်းတွင်နှိမ့်တိုင်းစင်တော့စာတင်ပြုံမှုအခြေမှုတို့သူစီဘူပါဝီလီတိတာအခရာဆွဲဆောင်ဤရှင်းလုံးကိုတီကုံးပန်းတွင်နှိမ့်တိုင်းစင်တော့ကုန်းပေါင်ခင်မာရဲကမြမပညာရေးကရှင်းမျိုးရှိရဲခင်ဗျားတို့အန်နိုတီပညာရေးဘလောက်ရှိတယ်လဲဖက်ဒရယ်ဒီမိုကရေစီပညာရေးဘလောက်ရှိတယ်လဲ ခင်များတို့မှာတီးကြရဲ့မူဝါဒတင်ယိုးညွန့်နဲ့မရှိဘဲနဲ့ကလေးတွေအကုန်လုံးကိုစာတင်ကန်းတွေကကလေးတွေကိုလမ်းမပေါ်ဆွဲတင်ပြီးတော့ကလေးတွေရဲ့အနာကက်ကိုချိုးဖျက်ခဲ့တာရိုက်ချိုးခဲ့တဲ့တရားခံကခင်များတို့ပဲအခုလက်ရှိကမ္ဘာကုလသမဂ္ဂယူနီဆက်ကနေပြီးတော့ထုတ်ပြန်တယ်မြန်မာနိုင်ငံမှာပညာသင်ကြားခွင့်ကလေးသင်ငယ်ပေါင်း၈တန်းပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်အဲ့ဒီ၈တန်းတွေခင်များတို့အန်ယူဂျီထိန်းချုပ်ထားတဲ့မလေးရှားနိုင်ငံလောက်ကျယ်ဝန်းတဲ့နေမျိုးတွေမှာဖြစ်တယ် ဒါဆိုရင်ကလေးတွေပညာရေးဆုံးရှုံးတာအနာဂတ်တွေမဲ့အောင်စစ်ကြုံပညာရေးအလိုမရှိဆိုပြီးဝါဒမိုင်းတိုက်ပြီးကလေးတွေဘဝကိုဖျက်ဆီးခဲ့တဲ့တရက်ခန့်ခင်ဗျားတို့ပဲခင်ဗျားတို့မှာတိကျတဲ့မူဝါဒပါရှိတယ်လေခင်ဗျားတို့ရဲ့ Federal Democracy တင်ယုံညွှန်းနိုင်ကဘယ်မှာလဲတနေ့နှစ်နှစ်သုံးနှစ်အတွင်းမှာရေးဆွဲထားလို့အချိန်ယူရဲဆိုရင်တော့နှစ်နှစ်အခု24 25နှစ်နှစ်အတွင်းမှာဘယ်မှာလဲเนาะအခု ကမ္ဘာကုလသမဂ္ဂပါဝင်နိုင်ငံတကာကအဖွဲ့အစည်းတွေအကုန်လုံးထုတ်ပြန်တဲ့မြန်မာနိုင်ငံမှာကြောင်းတက်နိုင်တဲ့ကလေးတငယ်စိမ်းအကုန်လုံးကလက်ရှိတက်မတော်ဆိုတာထိချုပ်ထားတဲ့စာသင်ကျောင်းတွေမှာကြောင်းတက်နေတဲ့ကလေးတငယ်စိမ်းကိုပဲဖော်ပြတာခင်ဗျားတို့ NUG Federal Democracy ပညာရေးကျောင်းမှာသင်ကြားနေတဲ့ကလေးတငယ်စိမ်းကိုမဖော်ပြဘူးဒါဆိုရင်နိုင်ငံတကာကခင်ဗျားတို့ပညာရေးကိုစောက်ဖတ်မလုပ်ဘူးဆိုတာပေါ်လွင်နေတယ် ကျတော့ခမားတို့ကကိုယ်တိုင်းကတိကြတဲ့မူဝါဒတင်လို့ညွန့်တန်းမရှိဘဲနဲ့ကလေးတွေရဲ့ဘဝကိုနော် နိုင်ငံရေးမှာချနှင်းခဲ့တဲ့အောက်တန်းစားတွေဖြစ်တယ်။အောက်တန်းစားမဟုတ်ဘူးဆိုရင်ခမားတို့အန်ယူဂျီရဲ့ဖက်ဒရယ်ဒီမိုကရေစီတင်လို့ညွန့်တန်းကိုချပြနိုင်ရမယ်။ဒီမှာငါတို့ပညာရေးကဒီလိုရှိရဲဆိုပြီးကဘာကိုချပြနိုင်ရမယ်။ 2021 2023 3နှစ်တာအတွင်းမှာအနုကြည်ကနေ12တန်းအောင်မြင်သွားတဲ့ကလေးတွေဘဲတိုင်းငယ်ဘဲတက်ကတူနဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရတယ်ဆိုတာကျွန်တော်တို့ချပြနိုင်ရ